မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ1ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံရဲ့တည်ငြိမ်ရေးဖွံ့ဖြိုးရေးနဲ့ငြိမ်းချမ်းရေးကိုသတင်းအထုရောက်များကဟန်တာဖြတ်စည်းနေတယ်လို့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့မှာပြုတ်လို့တယ်85ချိန်မြောက်စင်ရတုအမျိုးသားစာပေစုပေးအပ်ပွဲမှာ၎င်းကနိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပြတ်ပြားနေရခြင်းဟာသတင်းအတုရောင်များကြောင့်ဖြစ်တယ်လို့တရားခဏ်ရှာပြီးတော့ပြောဆိုသွားတယ်လို့သိရပါတယ်ကျွန်တော်တို့နိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုနဲ့ဖွံ့ဖြိုးမှုအရှိန်အဟုန်ကိုသတင်းအတုရောင်တွေအမုန်းစကားတွေကျုံ့ဝသိခါမဲ့တဲ့သတင်းအချက်အလက်တွေကဟန်တာဖြက်စီးလျက်ရှင်းနေပါတယ်တိုင်းသာစီးလုံးညီညွတ်မှုကိုလည်းပြက်စီးစေနိုင်ပါတယ်ကျွန်တော်တို့အားလုံးမျှော်မှန်းထားတဲ့ငြိမ်းချမ်းရေးပန်းနိုင်ကိုလည်းအနောက်ဆက်ဖြစ်စေပါတယ်လို့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ် အကြမ်းဖက်စစ်ကောင်းဆောင်ကနိုင်ငံမှာပြစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားနေရခြင်းဟာတိုင်းရင်းသားလက်နက်ကိုင်များရဲ့အကြမ်းဖက်မှုကြောင့်ဟု၎င်းသတင်းမီဒီယာများကြောင့်ဟု၎င်း NLD ပါတီရဲ့မဲမတော်အောင်မှုကြောင့်ဟု၎င်းမကြာခဏဆိုသလိုပြစ်တင်ပြောဆိုမှုများလှုပ်ဆောင်လေးရှိပြီးတော့၎င်းရဲ့စစ်အာဏာသိမ်းမှုကိုတော့ အခြေခံဥပဒေအရလှုပ်ဆောင်လဲဆိုပြီးတော့ကာကွယ်ပြောဆိုလေးရှိတယ်လို့သိရပါတယ်။တခြားတစ်ဖက်မှာလည်းမင်းအောင်လိုင်းကတက်တွင်းနဲ့စစ်ကောင်စီအတွင်းထဲကသတင်းအချက်အလက်များပေါက်ကြားနေမှုများကိုတားဆီးရန်အခုနှစ်ဇွန်လ9ရက်နေ့မှာလုံခြုံရေးဆိုင်ရာပြုတ်ဝက်ချက်ပေါက်ကြားအောင်ပြုလုပ်သူများကိုစုံစမ်းဖော်ထုတ်အရေးယူဆောင်ရွက်ရန်အမိန့်ပေးခဲ့တယ်လို့သိရပါတယ်။အခုနှစ်ဇွန်လ9ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီရဲ့အစည်းအဝေးတစ်ခုမှာစစ်ကောင်းဆောင်မင်းအောင်လိုင်းကလုံခြုံရေးနဲ့ပတ်သက်ပြီးတော့အထူးဂရုပြုဆောင်ရွက်စီလိုကြောင်းမိမိတို့ဌာနအလိုက်လုံခြုံရေးဆိုင်ရာအချက်အလက်များမပေါက်ကြားစေရန်အလေးနဲ့ထားပြီးတော့ဆောင်ရွက်စီလို ကြောင်းလုံခြုံရေးဆိုင်ရာအချက်အလက်များပေါက်ကြားအောင်ပြုလုပ်နေသူများကိုလည်းဖော်ထုတ်အရေးယူဆောင်ရွက်သွားရမယ်လို့အမိန်ပေးပြောဆိုလိုက်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်မှာမိုင်းဆွဲတိုက်ခိုက်မှုကြောင့်တေဆုံးသွားတဲ့စစ်သားအလောင်းများကိုဥတလုံးတောင်ပေါ်မှာစစ်တပ်ကဆုံးပြစ်ခဲ့ပြီးတော့ ပုံနဲ့မန်းစိုးဝါစွာထွက်ပေါ်နေတဲ့အတွား PDF တပ်ဖွဲ့ကနယ်မြေရှင်းလင်းရေးတွေလှုပ်ဆောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့မနက်6နာရီခွဲအချိန်ကမှမင်းလာမြို့နယ်အပိုင်းဗဟိုးရုံမှအတွင်းမှာရှိတဲ့မြို့ချောင်းစိန်ကက်လန်ရုံမှဖြတ်ကျော်လန်ခါချင်းတောင်ပေါ်ကိုတက်လာတဲ့အင်အား80ခန့်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဦးတလုံးတောင်အနီးမှာတာယာရီခိုင်တရင်33ရက်နေ့တခွဲငါဘျူဟာစစ်ကြောင်းက မိုင်းအလုံးရေ40ကန်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သားအယောက်40ပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားတဲ့စစ်သားအလောင်းများကိုစစ်ကောင်စီတပ်သားများကပြန်လည်တယ်ဆောင်ခြင်းမရှိဘဲ ဦးတလုံးတောင်ပေါ်မှာစွန့်ပစ်ထားခဲ့တယ်လို့သိရပါဗျ။မနေ့ကနိုဗ ెంబ ာလ30ရက်နေ့ကစတင်ပြီးတော့စစ်သားအလောင်းများကပုံနှံများစိုးဝါးစွာထွက်ပေါ်နေခြင်းကြောင့်တော်လိုက်တပ်ဖွဲ့များကနေမြေရှင်းလေးတွေလှုပ်ဆောင်နေရတယ်လို့သိရပါဗျ။စစ်ခွဲမသားအလောင်းတွေပုတ်ပွားပြီးတော့ဦးတလုံးတောင်ဂျိုင်းနာမှာတွေ့တာပုတ်စော်တွေကလည်းတော်တော်နံပြီးတော့ကားလမ်းကသွားရင်တော့အနံ့မခံနိုင်အောင်ဖြစ်နေတယ်။တချို့အလောင်းတွေကအယိုးပဲတွေ့တော့တယ်။တောကောင်တွေဆွဲတာဖြစ်မယ်။ရှင်းလင်းရေးလုပ်နေတဲ့ရဲဘော်တွေတောင်အနံ့မခံနိုင်ဘူး။တချို့ကခြေထောက်တွေလက်တွေပဲကျန်တော့တယ်။စစ်ခွဲအလောင်းတချို့ကမြေကြီးနဲ့ဖုံးပြီးတော့တိုက်ကိုင်းနေနေအုပ်ထားတယ်။ အနံ့မခံနိုင်ဖြစ်ပြီးတော့အနားသွားမရလို့မှတ်တမ်းထပ်ပုံတော်တိတ်မရိုက်နိုင်ဘူးလို့တရားဝင်ခိုင်တရေ3ရက်3ရက်နဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူးရကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာအကြမ်းဖက်စစ်တပ်လက်အောက်ခံစသုံးလုံးအရာရှိနဲ့ပူးပေါင်းပြီးတော့ဓမြမှုကျူးလွန်သူတအုပ်ကိုဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဩဂတ်လ23ရက်နေ့ကညောင်ဦးမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတရွာမှာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစသုံးလုံးအရာရှိများပူးပေါင်းပါဝင်နေတဲ့အဖွဲ့ဝင်9ဦးပါတဲ့အဖွဲ့တစ်ဖွဲ့ကဓမြတိုင်းမှုကျူးလွန်ခဲ့ရမှာ ငွေသားသိန်းတထောင်ကျော်နဲ့လက်ဝဲလန်စာယရနာများပါသွားကြောင်းဓမြတိုက်ခံရသူရဲ့တိုင်ကြားချက်အရာညောင်ဦးမြို့နယ်ပကဖကစုံစမ်းဖော်ထုတ်ခဲ့ရမှာကကြဲကြေးရွာနေလှရမင်းဆိုသူကိုဖမ်းမိခဲ့တယ်လို့သိရပါတယ်။အခုဖမ်းမိတဲ့သူကညောင်ဦးမြို့နယ်အတွင်းမှာဖြစ်ခဲ့တဲ့ဓမြတိုက်မှုတွေကလင်းမှုမှာပါဝင်ခဲ့တဲ့သူပါ။ညောင်ဦးမြို့ပေါ်ရွှေဆိုင်ဓမြတိုက်မှုမှာလည်းသူပါတယ်။သူတို့အဖွဲ့က9ယောက်အဖွဲ့ပါ။အဓိကသူနဲ့ပေါင်းလို့တာကစသုံးလုံးကအရာရှိတွေနဲ့ပေါင်းလို့တာ။ အဓိကကတော့ညောင်ဦးမြို့ပေါ်နဲ့ညောင်ဦးမြို့နယ်အတွင်းကကြီးပါတွေမှာစသုံးလုံးကအရာရှိတွေနဲ့ပေါင်းပြီးတော့ဓမြတိုက်မှုတွေကိုကျူးလွန်ထားတာသူစီကစစ်ဆေးရရှိတဲ့အဖြေတွေရယ်စုံစမ်းဖော်ထုတ်ချက်တွေရယ်ပူးပေါင်းပြီးတော့နောက်ထပ်ပြင်းမှုကျူးလွန်သူတွေကိုဖမ်းဆီးဖို့အတွက်စူးစမ်းနေပါတယ်လို့ညောင်ဦးမြို့နယ်ပကဖတာဝန်ခံကိုစည်းကပြောကြားထားပါတယ်။ညောင်ဦးမြို့နယ်အတွင်းမှာစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းဓမြမှုပြန်ပေးဆွဲမှုစဲချိန်ထက်မနေ့ဖြစ်ပွားခဲ့ပြီးတော့ညောင်ဦးမြို့နယ်ပကဖအနေနဲ့နောက်ထပ်ဓမြတိုက်မှုပြန်ပေးဆွဲမှုများမဖြစ်ပွားစေရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်စီဆိုင်လွိုက်ကောလမ်းမကြီးပေါ်အောင်ကလက်ကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကထီးဆဲခါရေတကွန်ကျောင်းကဆရာတော်ရဲ့ကားကိုပြစ်ခတ်ခဲ့ရာထီးဆဲခါရေတကွန်ကျောင်းဆရာတော်ပြန်လည်တော်မူသွားပြီးတော့ကျန်တဲ့တန်ခါတော်နှစ်ပါးဟာလည်းအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကနိုဘမ်ဘာလ30ရက်နေ့မွန်းလွဲ2နာရီခန့်ကစီဆိုင်မြို့နယ်စီဆိုင်လွိုက်ကောလမ်းမကြီးပေါ်အောင်ကလက်ကျေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကထီးဆဲကရေတကွန်ကျောင်းကဆရာတော်ရဲ့ကားကိုဝိုင်းဝန်းပြီးတော့ပြက်ခတ်ခဲ့ရာထီးဆဲကကျောင်းဆရာတော်ဟာအပြစ်ခံရတဲ့နေရာမှာတည်းပြန်လည်တော်မူခဲ့ပြီးတော့ရင်းမော်မှာပါလာတဲ့အခြားဆရာတော်နှစ်ပါးလည်းအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ထီးဆဲကဆရာတော်ရဲ့ကားနဲ့ပဲ ်စီတိုင်မျိုးဘက်ကိုအလားအောင်ကလက်ကျေးရွာမှာရှိနေတဲ့စစ်ကောင်စီတွေကဝိုင်းပြီးတော့ပြစ်လိုက်တာဆရာတော်ကတော့ပြန်လောတော်မူသွားတယ်ပြီးတော့တခြားဆရာတော်နှစ်ပါးလဲဒဏ်ရာအပြင်းထန်ရသွားတယ်ပြစ်ခတ်မှုဖြစ်တဲ့နေရာမှာကတော့စီတိုင်လွိုက်ကောလမ်းမကြီးပေါ်မှာဖြစ်တာ အဲ့ဒီမှာကစစ်ကောင်စီစိုးမိုးထားတဲ့နေရာတွေဖြစ်ပါတယ်ပြီးတော့အောင်ကလတ်ကျေးရွာဆိုတာကလည်းစစ်ကောင်စီစခန်းတွေရှိတဲ့နေရာပါဘာအကြောင်းကြောင့်ပြစ်တာလဲတော့မသိဘူးပေါ့စစ်ကောင်စီကကိုယ်တိုင်ပြစ်ခတ်သွားတာပြီးတော့စစ်ကောင်စီကိုယ်တိုင်ကပဲ KNDF ကပဲလှုပ်တယ်လို့လို့ PDF ကပဲလှုပ်တယ်လို့လို့ ਨੇ သတင်းပြန်လွှင့်နာတွေကိုလည်းတွေ့နေရတယ်ပေါ့ဒါပေမဲ့ကျွန်တော်ပြောချင်တာကအဲ့ဒီနေရာတွေကစစ်ကောင်စီတပ်စခန်းတွေပဲရှိတဲ့နေရာဖြစ်ပါတယ်အဲ့ဒီနေရာတွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပဲရှိတဲ့နေရာပါလို့ PNLA သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ခံ ခွန်ရင်းရံကပြောဆိုထားပါရယ်အချမ်းဘက်စစ်ကောင်စီတပ်နဲ့လက်အောက်ခံ PNO ပြည်သူ့စစ်များဟာပအိုးရဟန်းတံဃာတော်များရဲ့မြစ်တာရက်ခံချက်ကိုလစ်လူရှုပြီးတော့ပအိုးဒေသကိုထိုးစစ်ဆင်ကပအိုးကြီးပါများကိုဖျက်ဆီးခြင်းပြည်သူများကိုတပ်ဖြတ်ခြင်းရဟန်းတံဃာတော်များကိုပြစ်ခတ်တပ်ဖြတ်ခြင်းတွေကိုကျူးလွန်နေလျက်ရှိတယ်လို့သိရပါရယ်မနေ့က November 30ရက်နေ့မနက်၄နာရီအချိန်ကလည်းအချမ်းဘက်စစ်ကောင်စီတပ်က Jet Fighter နှစ်စင်းနဲ့မောက်မယ်မြို့နယ်ဟိုနမ်ဒေသမှာရှိတဲ့ပအိုးကြီးပါနှစ်ရွာကိုဘုံးဆက်လေးလုံးကျဲချတိုက်ခိုက်ခဲ့ရာကြီးပါတရွာမှာထိခိုက်မှုမရှိတော့လဲကျန်တဲ့ကြီး ီးရွာတရွာကတော့နေအိမ်ဆက်တလုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။မောင်မယ်မျိုးနဲ့ဟိုနမ်ဒေသမှာတော့မနေ့ကမနက်၄နာရီလောက်မှာစစ်ကောင်စီက Jet Fighter နဲ့ဘုံဆက်၄လုံးကျဲချသွားတယ်။တကြိမ်ကိုဘုံ9လုံးကျဲချသွားတာ။နှစ်နေရာကျဲသွားတာပေါ့။ပောက်ရွာ၂ရွာကိုကျဲချတာ။တရွာကတော့ဘာမှမဖြစ်ဘူး။တရွာကတော့နေအိမ်ဆက်တလုံးကျော်ထိသွားတယ်။လူထိခိုက်တာတော့မရှိဘူး။လူတွေကတော့တိမ်းရှောင်ပြီးပုန်းနေကြရတာဆိုတော့လူထိခိုက်မှုတော့မရှိဘူးလို့ PNL ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ရှိတဲ့ခွန်ရင်းရံကပြောဆိုထားပါတယ်။ အခုဆိုရင်စစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံပြည်သူစစ်တွေကပုတ်ချေပါတွေကိုစစ်ကြောထိုးပြီးတော့မှဘုံကျဲလေရင်တွေ drone တွေကိုအသုံးပြုပြီးတော့ပြည်သူလူထုတွေရဟန်းတန်ဃာတွေကိုပြစ်ခတ်တပ်ဖြတ်ဖျက်ဆီးမှုတွေလှုပ်ဆောင်နေတာဟာတော်တော်ကိုစိုးစိုးဝါးဝါးဖြစ်လာနေတယ်လို့ PNL ရဲ့သတင်းနဲ့ပြည်ကြားရေးဌာနတာဝန်ရှိသူခွန်ရင်းရံကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့လေယာဉ်စိုက်ပျိုးရေးနဲ့စက်ရုံအလုပ်ရုံများကအခြေခံအလုပ်သမားတွေအတွက်မြန်မာအလုပ်သမားများကိုခေါ်ယူလာပြီးတော့လောက်ခလာစာတတ်တာတဲ့အတွက်မြန်မာများကိုစတင်ခေါ်ယူရန်ကမ်းလှမ်းလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကမ္ဘောဒီးယားမှာရှိတဲ့လေယာဉ်စိုက်ပျိုးရေးလုပ်ငန်းများကုန်ထုတ်လုပ်လုပ်ငန်းများမှာအခြေခံအလုပ်သမားရှားပါမှုများရှိနေပြီးတော့အဲ့ဒီအတွက်မြန်မာအလုပ်သမားများကိုစတင်ခေါ်ယူလာခြင်းဖြစ်တယ်လို့သိရပါတယ်။လက်တလုံးမှာကမ္ဘောဒီးယားမှာရှိတဲ့အေဂျင်စီတချို့ကမြန်မာနိုင်ငံမှာရှိတဲ့အလုပ်ကိုင်းအေဂျင် င်စီတချို့နဲ့ချိတ်ဆက်ပြီးတော့အလို့သမားတွေကိုခေါ်ယူလာပြီး ပြည်ပအလုတ်ကိုင်အေဂျင်စီဝန်ဆောင်ကတော့ zero cost ဖြစ်တယ်လို့သိရပါတယ်။ကမ္ဘောဒီးယားကအလုတ်သမားခေါ်တဲ့အေဂျင်စီတချို့ကရန်ကုန်မှာရှိတဲ့အေဂျင်စီတချို့ကိုချိတ်ဆက်ပြီးတော့လေယာဉ်လုပ်ငန်းစောက်လို့ရင်းနဲ့တန်ချီတန်ခွေးလုပ်ငန်းတွေအတွက်မြန်မာအလုတ်သမားတွေကိုခေါ်လာတယ်။လဆာကတော့တလကိုအခြေခံလဆာဒေါ်လာ200ကျော်လောက်ထွက်မယ်။ဝန်ဆောင်ကနဲ့လေလက်မှတ်ခါကဟိုဘက်ကကြခံပေးမယ်။အခုတော့အယောက်30နဲ့40ကျားကိုစခေါ်နေပြီလို့ပြည်ပအလုတ်ကိုင်အေဂျင်စီတချို့ကရှင်းပြထားပါတယ်။ဒါပေမဲ့ကမ္ဘောဒီးယားနိုင်ငံနဲ့စစ်ကောင်စီတို့ကြားမှာမြန်မာအလုတ်သမားခေါ်ယူရေးအတွက် MOU ထိုးထားခြင်းမရှိသေးပဲ။ ်ပုပ်လိကပုံစံမျိုးနဲ့သာခေါ်ယူနေခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့အလို့သမားဝင်ကြီးဌာနကနိုဝင်ဘာလ28ရက်နေ့ကနေ29ရက်နေ့အထိဖွင့်လှစ်ခဲ့တဲ့ ပြည်ပအလုတ်ကိုင်းကျွမ်းကျင်လုံသားတင်တန်းမှာကမ္ဘောဒီးယားနိုင်ငံကိုတွားရောက်ကြမယ်မြန်မာနိုင်ငံကအလုတ်သမားတချို့တက်ရောက်ခဲ့တယ်လို့သိရပါတယ်။လာအိုနိုင်ငံကိုလည်းမြန်မာနိုင်ငံကအလုတ်သမားများလေယာဉ်လုပ်ငန်းအထည်ချုပ်နဲ့စက်ရုံအလုတ်ရုံများမှာတွားရောက်အလုတ်လုတ်ကိုင်းနေသူအရေအတွက်ဟာတထောင်နီးပါးရှိနေပြီဖြစ်တယ်လို့သိရပါတယ်။လာအိုနဲ့စစ်ကောင်စီတို့ကြားမှာအလုတ်သမားပို့ဆောင်ရေး MOU လက်မှတ်ရေးထိုးပြီးတဲ့နောက်မြန်မာအလုတ်သမားအရေအတွက်များစွာဟာလာအိုနိုင်ငံကိုတင်ပို့လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ